ဒါမြန်မာနိုင်ငံခင်ဗျာမန်လေးမြို့ကအေဂျင့်နဲ့အနေထားလည်းမရောက်သေးဘူး။ဟောအေဂျင့်သွားတဲ့အနေထားလည်းမရောက်သေးဘူး။ဂျပန်တီလည်းမရှိလို့ရှိသေးတာပဲ။အဲ့တော့ဟုတ်ပြီ။မော်တော်ဘီကယ်တွေမှာလည်းအန်ဒီရရှိတယ်။အဲ့တော့မော်တော်ဘီကယ်တွေမှာတချို့ကရှိရတာကားချပေးမှလားကားထုတ်ပေးမှလားမိကွန်းကပြန်ထုတ်ရမယ်သိ။ဟာဒါရင်ဒိတ်တွေအတွက်ဦးစင်းတို့ဟုတ်ပြီ။တိုင်းခရိုင်တို့ဒီမြို့နယ်ရဲစခန်းတွေတိုင်းခရိုင်တွေအကြောင်းကိုလည်းပြောမယ်။တခါတလေဒီတိုင်းခရိုင်တွေမှာလည်းဆင့်ဖန်တဲ့အရာတွေရှိတယ်။ဘယ်နေရာမှာမရှင်ရှိရတဲ့ဘယ်နေရာမှာပါရှိရတဲ့ဆိုဘယ်နေရာမှာဟိုဟာဖြစ်တဲ့ဆိုတွားရမယ်ဖမ်းရမယ်။ အဲ့ဒါဆိုဒီတိုင်းခရိုင်နဲ့ကားနဲ့သွားမယ်အကားနဲ့သွားလို့ရှိရင်ရုံးကားကိုသုံးရမှာလားရုံးကားကိုသုံးရင်အချိန်ကရုံးကားမှာအဲ့ဒီရုံးမှာကတိုင်းခရိုင်မှာကဘယ်နှစ်သိရှိလိုက်စင်ကဘယ်နှစ်သိရှိလဲတိုင်းတိုင်းခရိုင်မှာရှိတဲ့ရဲတိုင်းမှာအဲ့ကားတွေကရှိတယ်လားဟုတ်ပြီရှင်းရင်တော့မှာအဲ့ကိုကားရှင်းတော့မှာအဲ့ကားကြီးနဲ့လိုင်စင်ကားကြီးနဲ့သွားပြီးဖမ်းရမှာလားไอ้อาจารย์แกก็ไลเซนส์ก้าอีโอ่มัดปีมาไลเซนส์ก้าบดุบดุว่าดีไลเซนส์ก้านัมเบอร์จีเนี่ยบดุซี้ว่าเลยบดุซี้ว่าเลยสอบดุเลิกมะแลเอ็งบะมาชื่อเลยดูบลูเลดูสอเรอณีทาမျိုးดิตะดินไล่ตาดิบาดิเล တွတ်ပြီးတော့ဂျုံလဲရတော့ဂျုံတဲ့ခါကျတော့ကျွန်တော်ပြောနေကြ channel မှာကျွန်တော်ဆက်ပြီးတော့မှသွားလို့ရှိရင်ကျွန်တော်နောက်ကနေနောက်ရောက်ခံလိုက်တာလို့ပါလို့နေဆိုလို့ရှိရင်ဒီ channel ကလူတွေပါလုံးလုံးကြီးရထပ်ပြီးတော့မှတနင်္ဂနွေဒဇင်မှာထပ်ပြီးတော့ဆွင့်ရမယ်အခြေအနေတွေတွားကြုံတယ်။ဇနဲ့ညီကိုတွေထိခိုက်ပါဆိုဇနဲ့ညီကိုတွေထိခိုက်ပါဆိုလို့အဲ့ဒါကြောင့်မလို့ကျွန်တော်ကကျွန်တော်ပြောနေရ channel မှာပထမတော့ခဏမတွားတော့ဘဲနဲ့နေရနေမှာနောက်ပိုင်းကျတော့အဒီနောက်ထပ်သွေးသွားမှ သွားမယ်ဆိုလို့ရှိရင်လည်းသူတို့ဘက်ကဒီနောက်ကလိုက်တဲ့လူကဘယ်ချိန်မှဖြစ်ဖြစ်ဘယ်ချိန်လိုက်မှန်းကိုယ်မှမသိတာဟုတ်ကဲ့ ိုင်မျိုးတွေအားလုံးပဲငလင်ပေးတယ်မေးပေးတယ်မှာများသောဂိမ်းမွေးကြပါစေလို့ဆုတောင်းပေးနေမယ်ကျွန်တော်ရဲ့ကိုကြက် report production channel ရဲ့ပြန်လည်ကြည့်ရပါတယ်ဗီဒီယိုလေးတွေရရှိမလို့ topic မှာတော့ယနေ့ဇွန်လ1ရက်နေ့ကျွန်တော်နေ့ရက်နောက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချင်း follow up ဖြစ်တဲ့တော်လိုင်းမျိုးအားလုံးပဲအဆုံးထိကြည့်ရှုဖို့ဒီနေ့ရက်မှာချမ်းမှန်တောင်းဆိုလိုက်ပါတယ်ယနေ့ပိုင်းသတင်းတွေကိုလည်း channel မှာဖော်ပြထားဖြစ်တဲ့တော်လိုင်းမျိုးတွေအားလုံးပဲအရောက်ကြည့်ရှု update ရရဆိုတဲ့အကြောင်းဒီနေ့ကထပ်မံတည်ပေးလိုက်ပါတယ်တောင်းဆုံးသတင်းတွေပုံနေနဲ့ကတော့မကွေးတိုင်းအကောက်ကူမျိုးအခြေစိုက်ချင်းများတမဌာနချုပ်တည်တုံညာတက်မှာတက်ကောင်စီတက်အင်အား400ခန့်ပါတဲ့စီရင်တန်းထွက်လာပြီး ပုဂ္ဂိုလ်မြိုင်နဲ့အော့မြူနယ်တို့မှာသူများနေဖြင့်စည်ရည်တိဒီထိုင်ကြရန်ရမီတပေါင်းစုကနေပြီးတော့ဒီဇွန်လ၁ရက်နေ့မှာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီဒေသမှာရှိတဲ့တော်လန်ပြည်သူတွေအနေနဲ့အခုပဲ new site ပို့ဒီနေရာမျိုးထက်မှန်ပြီးပြလိုက်ပါတယ်။တေးစီပရီယာတမန်ရခဲ့ရစစ်ကြောင်းလမ်းဖြစ်နိုင်သည်ဟုပုဂ္ဂိုလ်နောက်ချမ်းညိုင်းရှိတောင်ချမ်းနဲ့အောက်ရှိချမ်းမှာပြည်သူများရင်းနဲ့လေကြောင်းရန်တိနေထိုင်ကြရန်လည်း ပေးထားပါဗျာ။ယခုစစ်ကြောင်းရင်တိုင်းပြီးမေလ29ရက်နေ့ကတမတရား1မှအင်အားတရားကျော်ပါတဲ့စစ်ကြောင်းကညောင်ကျစ်ပင်ပြူစောတိကြည့်ရမှာလက်ရှိတွင်အော့မြူနယ်အရှိချမ်းမှာရှိတဲ့ရေးပြဖီလန်ကြည့်ရအောင်ရရှိနေရပါလေအခုဒုတိယမြောက်စစ်ကြောင်းကလည်းဗမာစစ်ကြောင်းတွားရလမ်းတိုင်းပဲတွားမလားညောင်တို့ကနေတွားမလားတောင်းကြည့်ပြင်ဆင်နေပါလေလို့ညာမီတပေါင်းစုတောင်းဝင်ရှိသူကိုဘူဘူတန့်စင်ကနေပြီးတော့စစ်ကောင်စစ်ကြောင်းအချိန်နဲ့ပတ်သက်ပြီးတော့ရှင်းပြထားတာပြပါပါတယ်ဒါကြောင့်ပေါ့နေ ရေပြာရွှေလံကိုရောက်နေတဲ့ဓမ္မစစ်ကြောင်းနဲ့ပူးပေါင်းပြီးအော်ကပါစာနှစ်လေးကိုဒိခါနဲ့စည်ရေးသုံးဆောင်တွေပို့မယ်လို့လည်းခံမှန်းတယ်လို့လည်းကိုပူပူတန့်စင်ကပြောထားပါဗါးဗီလ29ရက်နေ့မှာစစ်ကောင်စီတပ်စစ်ကြောင်းဟာဒေသခံပြည်သူကိုအုပ်ဖမ်းဆီးထားပြီးကမတိုင်းတပ်စု PMD ရဲ့စခန်းတစ်ခုကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်းဒေသခံလူမှုဖွဲ့စည်းရာသိပေးထားပါဗါးဗီလ29ရက်နေ့မှာ9ရက်နေ့ထိ ပုဂ္ဂိုလ်တက်မှာတက်တုံရတက်မှာစစ်ကောင်စီတပ်သားများဟာနိုင်မြို့နယ်အရှိတောင်ပိုင်းမှာရှိတဲ့ကျေးရများတချောင်းတို့မိယူဖြစ်စီဖြစ်ပါတယ်။စူပါစစ်ကြောင်းကိုဒေသကကွယ်တက်များကတိုက်ခိုက်ရမှာတော့စစ်ကောင်စီတပ်သားရုပ်တောင်းရှစ်လောင်းထိရရှိခဲ့လို့လည်းရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မန္တလေးတိုင်းပြည်ကြီးတို့ကမြို့နယ်မှာစစ်မှုဒဏ်စရင်ပါသူအကိုကိုအတွေ့လို့ဆိုပြီးတော့အသက်မပြည့်တဲ့ညီပြည်သူကိုစစ်ကောင်စီရဲ့ရက်ကွက်အုပ်ချုပ်ရေးပိုင်းက31ရက်နေ့ညပိုင်းကပေါ်ယူသွားတယ်လို့ရက်ကွက်မှနေတဲ့သိရပါတယ်။ပြည်ကြီးတို့ကမြို့နယ်စစ်မှု အရက်ကောမှာဖြစ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီရက်ကောမှာနေထိုင်သူတွေရောသိမှာလို့ထင်ပါတယ်ရက်ကောအုပ်ချုပ်ရေးမှုဤသူစစ်ခေါ်ယူစောထီတွေနဲ့စစ်သားတွေဟာစစ်မှုထမ်းစီးရင်ပါတဲ့လူငယ်ကိုနေမှာလာရောက်ရှောက်ခဲ့လို့သိရပါတယ်အင်ကိုလိုက်လာတာနမည်စီးရင်ပါတဲ့ကောင်လေးကကြောက်ကြောက်လန့်နဲ့ထွက်ပြေးတာပေါ့ဗျာညီဖြစ်သူကိုဖမ်းသွားလို့လည်းရက်ကောသူဖြစ်ပါပါတယ်စစ်မှုထမ်းစီးရင်ပါတဲ့လူငယ်ကအသက်20ခန်းရှိဖြစ်သူ့ကိုမတွေ့တာကြောင့်အသက်မပြေသေးတဲ့ညီဖြစ်သူကိုခေါ်သွားတယ်လို့သိရပါတယ်အဲ့ဒီကလေးကတော့အသက်14နှစ်ဝန်းကျင်ပဲရှိသေးတယ်လို့ရက်ကောပြည်သူအဲဒီလိုမျိုးတွေမှာစစ်တပ်လက်ဝေကံပြူစောထီတွေကလူငယ်တွေကို ပြမှုတန်းအတွက်ရှာဖွေတာအန်စီတာတွေကိုရက်ွက်အုပ်ချုပ်ရေးဖွဲ့နေဘူးကောင်ပြီးလုတ်ကန်နေလို့လေလုတ်ကန်နေကပြောပါတယ်ရက်ွက်မှာလူငယ်တွေရှိတဲ့နေအိမ်တွေကိုတောင်းကြည့်တိုင်းမရှိသလိုအဲစင်းမကြခဏဝင်ရောက်ဆစ်စီတာလည်းရှိတယ်လို့လေမြို့ကန်ဒီစီကနောက်တစ်သတင်းမှာတော့နေပြီးတော့ပကခဘရဲဘော်များကိုနေပြီးတော့တိုင်းစစ်ဌာနရဲ့တိုင်းဥဆောင် ဖွဲ့ကနေပြီးတော့တွားရောက်တွေ့ဆုံခဲ့ကြောင်းသိရှိရပါတယ်ပြည်သူ့ကာကွယ်ရေးတမတော်နေပြည်တော်တိုင်းစစ်ဌာနနောက်အောက်ရှိနေပြည်တော်ပြည်သူ့ကာကွယ်ရေးဖွဲ့ရဲ့တိုက်ခိုက်ရေးတပ်ဖွဲ့ကဒဏ်ရာရဲဘော်တွေနဲ့နောက်တန်းကိုပြန်နှံ့နေတဲ့ရဲဘော်တွေကိုတိုင်းဥဆောင်ဖွဲ့ကနေပြီးတော့တွားရောက်တွေ့ဆုံအပိစကပြောကြားခဲ့တယ်လို့နေပြည်တော်ပခါဖွဲ့ကနေပြီးတော့မနေ့ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်နေပြည်တော်ပခါကရဲဘော်တွေကလည်းစစ်သုံးဆောင်ပစ္စည်းလိုအပ်ချက်တွေကိုတင်ပြဆွေးနွေးခဲ့ပြီး၎င်းစစ်သုံးဆောင်ပစ္စည်းများကိုလည်း NUG အနေနဲ့ပြန်လည်ပြီးတော့ချပေးပါမည်ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ် PNLA ရဲဘော်များကိုပစ်ခတ်ခဲ့တဲ့စစ်ကောင်စီရဲ့ပစ်ခတ်ခဲ့တဲ့ရုပ်သံကိုတော့မကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာတော့ကြည့်ကြည့်ရပါတယ်ကျွန်တော်ရဲ့ Telegram channel ကိုကြည့်ရှင်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ရဲ့ link ဒီမှာပေးထားဖြစ်တဲ့ Telegram channel မှာဝင်ရောက်ပြီးတော့ကျွန်တော် Telegram channel မှာအားလုံးဝင်ရောက်ဆွေးနွေးပြီးတော့ပုံသက်ဝေဖန်ပေးလို့နောက်ထပ်သတင်းပို့ခုနည်းကတော့ရွေးကောက်ပွဲကျင်းပမဲ့သူတွေဟာအခုချိန်မှာဆိုရင်တော့ခိုးချောင်ခိုးဝင်နဲ့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပနေရဖြစ်ပါတယ်။ဟောလို့ဆိုတော့ရွေးကောက်ပွဲကျင်းပတဲ့အခါမှာကိုယ်စားလောင်းတွေရွေးချယ်တဲ့အခါမှာကိုယ်စားလောင်းတွေအနေနဲ့နာမည်အမည် ်ဖတ်ရှိပါမယ်ဆိုရင်ရင်ခံမှာကြောက်နေရဖြစ်တဲ့ဘူးမောက်ရေကောက်ပွဲဝင်ရောက်ပါဝင်လို့ချင်းသိမ့်မရှိတဲ့နေသားကိုတွေ့ရပြီးတော့ဒါမှလည်းဘုမလည်းဒီနေ့မှတွဲခေါ်ပြီးတော့ရေကောက်ပွဲကိုကျင်းပဖို့လုပ်နေတာဖြစ်တဲ့တွေလည်းသူတို့မှခိုးချောင်ခိုးဝင်ကျင်းပပါတယ်ကဲတို့မြတ်သမတာကြီးတက်လာမယ်ဆိုရင်တော့ဘသူကသမတာကြီးဒီမှာလဲသမတာကြီးဖြစ်တဲ့ကောင်ကတော့ဘဏ္ဍာရိုက်ခံမှာ24နိုင်ပါအသက်ရှင်နိုင်ခွင့်ရှိမလားဆိုတော့ကတော့မနက်ငယ်လက်ရှိချင်းဖြစ်ပါတယ်။ဟောလဲဆိုတော့မင်းတို့တည်ထားဖို့ online လက်ထက်မှာတိုင်ထားတဲ့ຢာရီယာပန်းနေမှုဆိုတော့မင်းတို့တည်ထားဖို့အရင်လိုပဲပါတယ်။ဟိုပြောဆိုပြီးတဲ့နောက်ပိုင်း ပါတီမှတ်ပုံပြန်တင်ထားကြတဲ့နိုင်ငံရေးပါတီတွေကအဲ့ဒီရွေးကောက်ပွဲကိုဝင်ပြိုင်မှုပြင်ဆင်မှုတွေလှုပ်ဆောင်နေပေမဲ့လုံလုံရေးအမခံချက်မပေးနိုင်တာကြောင့်ကိုယ်စလေလောင်းရွေးချယ်ရေးမှာအခက်အခဲဖြစ်နေကြတယ်လို့ဒီဘူပီသတင်းဌာနကပြောဆိုပါတယ်ပြည်သူ့လွှတ်တော်တခုတည်းကနိုင်သူအကူအညီစနစ်နဲ့ကျင်းပပြီးကြံလွှတ်တော်အားလုံးကိုအချိုးကျကူစားပြုပြည်အားရွေးကောက်ပွဲစနစ်နဲ့ကျင်းပမယ်လို့ရေဘူးကသိရှိထားတာကြောင့် ဝင်ပြိုင်ကြမဲ့ပူစလဲလောင်းတွေရဲ့ပုံတွေနဲ့အမိတွေကိုဖော်ပြဖို့မလိုတဲ့အတွက်စိုးရိမ်ဖို့မလိုဘူးလို့ပြောဆိုစည်းရုံးနေရတယ်လို့တနင်္ဂနွေအဆင့်ဝင်ပြိုင်မဲ့မြန်မာနိုင်ငံတောင်ငလသမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကပြောဆိုပါတယ်ဟုတ်ကဲ့လူရင်အားရတော့အကုန်လုံးပြစ်မိအောင်တော့ဖြစ်ပြီးပါပြီကိုယ်စလေလောင်းကိုဟိုရှာနေအရွေးရတဲ့အခါမှာကိုယ်စလေလောင်းလှုပ်ရဲတဲ့လူလည်းရှိသလိုမလှုပ်ရဲတဲ့လူတွေလည်းများနေတယ် ်တနိုင်ငံလုံးကနိုင်ငံရေးကိုစိတ်ဝင်စားတာမဟုတ်ဘူးစီးပွားရေးပဲစိတ်ဝင်စားတော့ဦးဇလေလောင်းတော်တော်များများစီးပွားရေးသမားတွေများနေပါတယ်။ဟိုလည်းဆိုရင်ဈေးကြီးတွေလည်းတို့မှလည်းရှိကြပါတယ်။ဒါကြောင့်ကျွန်တော်ပြောတာကရုပ်သာရေးရေးတင်းတင်းသာလုပ်သွားပါပီယာစနစ်ဖြစ်တဲ့အတွက်ကိုယ်ပုံလည်းမပါပါဘူးကိုယ်နာမည်လည်းမပါပါဘူးဆိုင်းဘုတ်ပဲအလားထောင်ထားอยู่မှာပဲဆိုကြတော့ရှင်းပြရတာပါခင်ဗျာ။စကောက်စီကလုံးမဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ်စလေလောင်းရွေးချယ်ရေးတခုတည်းတင်အခက်ခဲဖြစ်နေကြတာမဟုတ်ပဲရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာလိုက်ပြီးတဲ့နောက်ပိုင်းမဲဆွယ်စည်းရုံးရေးတွေမှာပါလုံခြုံရေးအမခန့်ချက်မရှိတာကြောင့်လူလူကိုရွေးကောက်ပွဲဆိုင်ရာစည်းရုံးမှုတွေလှုပ်ဆောင်ရမယ့်အပိုင်းမှာလည်းအခက်အခဲဖြစ်လာနိုင်တယ်လို့ဆိုပါတယ်ပြည်내အစင်းနဲ့တိုင်းဒေသကြီးအစင်းမှာဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေဘက်ကတော့ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့မဲဆန္ဒနဲ့အရေးအတွက်နေတဲ့အတွက်ကိုယ်စလဲလောင်းရွေးချယ်ရေးမှာအခက်အခဲမရှိနိုင်ပေမဲ့ ပါတီစည်းရုံးရေးလုပ်တဲ့အခါမှာစစ်ကောင်စီဘက်ကလုံခြုံရေးမပေးနိုင်တဲ့အတွက်ကြောင့်ကြီးမားတဲ့စိန်ခေါ်ချက်ဖြစ်လာနိုင်တယ်လို့တိုင်းလိုင်းရှမ်းပြည်မျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကလည်းပြောပါရယ်လူလူကြားထဲမှာကြာတော့ဒီလူလူကလည်းအခုခက်ခဲနေအများကြီးကြုံနေဆိုတော့တွိုင်းလာရင်းနဲ့ကျွန်တော်တို့လူစည်းရုံးရေးကဏ္ဍတွေအားစဆောင်ရွက်နေပါတယ်ဒါအစဉ်အဆက်မပြတ်ပါတော့လက်ဆင့်ကစနစ်မျိုးနဲ့ကျွန်တော်တို့လုပ်ပါတယ်ကျွန်တော်လူမျိုးအနေနဲ့ကတော့လောက်ရမယ်ဆိုတဲ့တာဝန်ရှိတဲ့ခါကျတော့ လုပ်ကြမှာပါသူတို့ကမကြောက်ဘူးကျွန်တော်တောင်းမှအစိုးရင်းတို့ပြောတာကိုသူတို့မစိုးရင်ဘူးอืมသူတို့တော့ကျွန်တော်ရန်ကုန်မှာနေတယ်သူတို့ဒေတာမှာနေတယ်ဆိုတော့သူတို့မကြောက်ရင်တော့မင်းတို့ကောင်းလေကောင်းလုံးရှင်းခံပါသေးကြပါပဲတက်ဗီရှင်းတော့လိုက်တာတယ်ဆိုတော့ဟိုຢာရူးလဲတကယ်ကြီးတယ်စီရီယံပြည်သူဘက်ကိုရက်တည်ပြီးတော့ပြည်သူနဲ့တသားလဲရှိတယ်ကျွန်တော်တို့တော်လံမျိုးတွေအားလုံးပဲဒီလိုတော့တည့်ရမယ်ကြောင်းရလေးကတော့အားလုံးသိတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာပထမဦးဆုံးစီဒီယံဝင်ခဲ့တဲ့ပုံမှုတစ်ယောက်ဖြစ်ပါတယ် ဒါအဲ့ချိန်မှာဆိုရင်တော့ပထမဆုံးဓာတ်ဥအမြင့်ဆုံးလို့လည်းပြောရရတဲ့သူတယောက်ပါဘယ်လိုမျိုးခံယူချက်တွေဘယ်လိုမျိုးနေထိုင်နေဝင်ကလေးဆိုတော့ဒီဗီဒီယိုတရားဖြစ်တဲ့အတွက်ကျွန်တော်မျိုးအားလုံးပဲမကြည့်ရသေးရင်ကျွန်တော်တို့တူတူအပေးသွားလို့ရပါတယ်ဗျာပါမယ်ပေါ့ဟုတ်ကဲ့ဒါလေးတွေမေးမြန်းဖို့ရောက်လာတယ်ဆိုတော့ပြောပြတာဟုတ်ကဲ့ကျွန်တော်ကဟိုပါပေါ့ဘုံဘူးကကျွန်တော်တို့က visionary ဖြစ်တယ်လူပညာသမားတွေဆိုတော့ဒီကာလမှာတော့ဘုံဘူးပြောသလိုစည်ရေးကိုတကယ်ဟိုထက်ထဲဝင်ဝင်စိတ်ဝင်စားလာတာပေါ့နော်ဟုတ် ဆိုတော့ channel ကိုလဲခေါ်တာလဲကျေးဇူးတင်တယ်ဥစ္စာပြမကျွန်တော်ပြည်သူတွေအရင်တောင်းပန်ရမယ်အဲတခြားမဟုတ်ကျွန်တော်ကို့ channel မှာဆိုတော့ကို့ channel မှာကျွန်တော် youtube channel မှာဆိုလို့ရှိရင်ကျွန်တော်ပေါ့ပေါ့ပပားနဲ့ပြောတယ်ပုံမှုနဲ့အာတကယ်အပြစ်မှာလဲညီကိုအရင်နေလို့ဒီနေကြတယ်ဆိုတော့ဒါကတော့ပုံမှု channel ဖြစ်တဲ့အတွက်ကျွန်တော်စကားပြောတဲ့အခါမှာကျွန်တော်တို့ကဟိုတကယ်ညီကိုအရင်လို့ဖြစ်တယ်ဆက်စားနောက်နောက်တငယ်ချင်းလို့လည်းဖြစ်နေတာပေါ့နော်အသက်အရွယ်တော့ကွာတယ်ပုံမှုဆိုရင် 50ကျော်လားဟုတ်တယ်56ဘာမလို့40ကျော်ဒီစံတော့လိုက်လာတယ်ဆိုတော့ဟိုယာရူးလဲတကယ်ကြီးတယ်စီရီယံပြည်သူဘက်ကိုရက်တည်ပြီးတော့ပြည်သူနဲ့တသားတည်းရှိတယ်ကျွန်တော်တို့ရင်းနေတဲ့နှလုံးသားတွေကလေးစားတယ်အပြင်မှာညီကိုလိုနေတဲ့အခါတငယ်ချင်းလိုနေတဲ့အခါကျတော့အကျင့်ပါပြီးတော့ကျွန်တော်တို့စတာနောက်တာလေးကြီးရှိရင်အာဒီဘုံမှုချန်နယ်မှာရှိကြတယ်တော်လန်ပြည်သူတွေကခွင့်လို့တိခန့်ပြီးမှုအတွက်ကျွန်တော်လေးလေးစားစားတောင်းပန်ပါတယ်ကျွန်တော်တို့ကတော့ပြောပြနေတော့လေဒါမှလည်း ပြည်သူကစရေးတွေလည်းဘုံဘူးပြောသလိုသိရမယ်နိုင်ငံကြီးလည်းသိရမယ်ပေါ့ပေါ့ပါပါလည်းကြည်စီခြင်းနဲ့ရည်ရွယ်ချက်ပါဒါကျွန်တော်ရောက်တဲ့အချိန်မှာဒါလေးတော့ခွင့်လွှတ်ပေးဖို့လေးလေးစားစားတောင်းပန်ပါတယ်ဘုံဘူးတယောက်တည်းဒါမှမဟုတ်အခြားညီကိုတွေနဲ့ဆိုလို့ရှိရင်တကယ်အတီခန့်နေတည်တည်ချာချာတိုင်းပြည်အတွက်လူဝဲချက်တွေကိုပြောပါလိမ့်မယ်နော်ဒါလေးတော့ခွင့်လွှတ်ပေးဖို့ဥစ္စာပထမတောင်းပန်ပါတယ်ဟုတ်အဲ့တော့ပထမဦးဆုံးပေါ့ပေါ့ပါပါလေးဟာတခုကျွန်တော်မေးခွန်းနေမသေးရင် အမေကနေစားကျွန်တော်ဒီစီရေးနဲ့ပတ်သက်တာတွေမမေးခင်ပါဘူးဘူးကျွန်တော်လည်းမီဒီယာသမားမဟုတ်ဘူးနော်ဒူရှင်တော်ဆိုတော့ပေါ့ပေါ့ပါပါလေးပြည်သူလည်းပေါ့ပေါ့ပါပါကြည့်လို့ရမယ့်ဟာလေးအရင်မေးခြင်းလေမနေ့ကကျွန်တော် channel အောက်မှာတကယ်စေတနာနဲ့ကျွန်တော်တို့ညီကိုလေးလာမေးတာတခုရှိတယ်အဲ့ဒါတခြားမဟုတ်ဘူးကိုတိုင်းကျော်ရေးတဲ့ဘုံမူဘုံမူကောနော်ဘုံမူလို့ပဲခေါ်တာပိုမကောင်းလားကျွန်တော်တို့ပြောနေလို့ခင်ဗျားတို့အဲဘဲကြီးတို့ ကိုတင်လေးအောင်လို့ဦးလေးတို့ဦးလေးတို့အဲ့လိုမခေါ်ဘဲနဲ့ဘုံမူးလို့ခေါ်ပေးပါလားဆိုပြီးတော့ကိုကိုတင်လေးအောင်ကြီးချစ်ခင်စိတ်နဲ့ပြောတာပေါ့နော်ကျွန်တော်လည်းအာချစ်ခင်စိတ်နဲ့ပြောတာပေါ့နော်ဆိုတော့အဲ့ဒီပုံမှာဘုံမူးလို့ဒီကာလမှာခေါ်တာဒါမှမဟုတ်ဒီကာလအလုံးမှာလည်းဘုံမူးဆိုတဲ့အတုံးတုံးထက်အခုလို့ကျွန်တော်တော်လိုင်းရေးမှာရှိနေတဲ့ညီကိုလို့အတုံးတုံးကဘယ်ဟာချစ်စရာကောင်းလဲဆိုတာလေတစ်ချက်ပြောပြပေးပါရချစ်စရာကောင်းလဲဆိုတော့ကျွန်တော်ဟိုမှာတက်ထဲမှာနေတော့မှာပေါ့နော်တက်ထဲမှာနေတော့မှာကျွန်တော်ဘူကြီး ဘောရုံကကျွန်တော်ကဘုံမူးကိုကျွန်တော်အကိုကြီးလို့ခေါ်တယ်ဟာအဖေလို့အကိုကြီးလို့ခေါ်တယ်လို့အကိုကြီးလို့ခေါ်လိုက်တဲ့ခါကပို့ပြီးတော့လွှဲထွေးမှုရှိတယ်ဟာငါဘူကြီးကွာ तू ကဘုံမူးကွာဟိုကဟိုလူကဟိုကွာဆိုတော့ဟာရီတဲ့ဆာလို့ရှိရင်ကျွန်တော်တို့ကညီလိုကိုလိုအကိုတန်အကိုတန်အကိုညီလေးတန်ရင်ညီလေးအဦးလေးတန်ရင်ဦးလေးဒေါ်တန်တော့ဒီဟာကမိသားစုလွန်းလွန်းထွေးထွေးတုံးတဲ့စကလုံးတည်းရဖြစ်တယ်ပေါ့နော်ကျန်တာတွေယာရုတွေတက်ခေါ်တဲ့အဘတို့ဟို အဲကျန်တဲ့ဟာဦးဦးစည်းတို့အဲ့တရားဟာဟိုဂျာဂျာမန်နေဂျာကြီးတို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်အဲ့မန်နေဂျာကြီးမှာမှသူကဂျာကြီးဆိုတာဂျာကြီးချစ်စနိုးလေးဖြစ်သွားတာပေါ့အဲ့အဲ့လိုမျိုးပဲကျွန်တော်တို့ဒီဘုံမူးလို့ခေါ်တာလဲဆာလို့ရှိရင်ကျွန်တော်တို့ရဲ့တက်ကြီးလို့ရှိရင်ညီလေးဘယ်သူပဲဖြစ်ဖြစ်တနားကြီးပဲជីကြီးတမိနဲ့ပဲជីကြီးဘလောက်ပဲជីကြီးကျွန်တော်ဒါညီလေးဆိုတဲ့ဇကလုံးလဲဘယ်ဘယ်လူပဲဖြစ်ဖြစ်ဘလို့ချင်းနေပဲဖြစ်ဖြစ်ဒါတော်လှန်ရေးဘတ်တော်သားမှန်သမျှတုံးလို့ရပါတယ်ကျွန်တော်တို့ငယ်တဲ့လူကလဲအကိုအကိုတန်းအကိုအကိုကြီးခေါ်ခြင်းအကိုကြီး โอเคกูกูขอจริงนะกูกูบ่เอ้อะล่ะกูกูอ่ะตัวเซสชั่นจีตัดไหนมาขอล่ะบายชอบอยู่อ่ะเราเราเราไอ้หนูซ้าๆน้องๆเนี่ยป๊อปๆบาๆပြောတာပါโอเคเอ่อกูดิลิ่งอ่ะดาซูกูดิลิ่งอ่ะมั้ยขอတော့เนาะเราดีเว้ยเนี่ยเราเนี่ยเอ่อดีโลเว้ยป๊อปๆบาๆပြောတာปูပြီးတော့ဒီသူတွေအတွက်ဟိုမိသားစုတွေလို့မိနေသူတွေဖြစ်ပါလိမ့်မယ်ကြည်ရတဲ့ဒီသူတွေလေကျွန်တော်တို့เอ่อဘယ်ဒေတာပဲဖြစ်အခုဒီဘက်မှာဆိုလဲတောင်ပိုင်းမှာဆိုလို့ရှိရင်လေကိုတာဘောပေါ့เนาะကိုတာဘောပေါ့ ဟိုဘက်ကရင်နီမှာဆိုလည်းကျွန်တော်တို့ကိုမာဝီပေါ့နောက်ကိုရီဒူပေါ့ကျွန်တော်ဒီဒုစင်စီချုပ်ကိုမာဝီတော့မသူကလည်းကျွန်တော်တို့ဦးလေးတိုင်းဘာညာဒီလိုပဲပြန်ခေါ်တော့ဆိုတော့ဒီသုံးလုံးကနှွေးထွေးတယ်ဘုံဘူးပြောသလိုနောက်ကျွန်တော်တော်လည်းအလွန်ကာလာမှာရှေ့မှာဒီစစ်တပ်ကအဘာလို့ဟဲ့လားလက်ဥချီရတဲ့အကျင့်တွေကကျွန်တော်တော်လည်းအလွန်ကာလာမှာကျွန်တော်တို့တွေအားလုံးဟို ကြိုကြိုပြင်ထားမယ့်အရာတွေမှလည်းပါတော့ဒါလေးကိုကျွန်တော်ဒီလီနဲ့နဲ့အဲမေးတာတော့ကျွန်တော် channel မှာမေးတာပါဒီလီနဲ့နဲ့အဲရှင်းပြတာဒီဒီအဲ့တော့နောက်ဒုတိယတစ်ခုကတော့ကိုတင်လေးရောင်ကြီးအများတန်းဟိုညီကိုရီစီစီလုံးလုံးနဲ့တွဲလုံနေကြတဲ့ကိုထက်မြတ်ကြီးတို့နဲ့အဲအခုအတူတူဇကဝိုင်းတွေပါတယ်မပြောတာကကျွန်တော်အကြမ်းမေးတည်ထားတာကတချို့ဟာလုံကြုံရေးရတယ်တည်တယ်တည်တယ်ပေါ့နော်လုံကြုံရေးရ ဆိုတော့ဒါကတော့ကျွန်တော်တို့ဖြည့်ရှင်းမှုခက်တယ်ဒါပေမဲ့ပြည်သူတွေကကျတော့ဒီဂျီကိုရီစီစီလုံးလုံးပြောကြရင်ပို့ပြီးတော့ပေါက်ရောက်တာဟုတ်ဒါဆိုတော့သူတို့စီလုံးမှုမြန်ပြပြလားသွေးကွဲဝါလို့ထင်နေတာလေးကိုလည်းပြည်သူတရင်စကားလေးတခုပြပါပြီပါဘောကျွန်တော်တို့ဟာဟာကောင်လည်းရှိမှာကိုတင်လေးရောက်ပြီးပြောပြလို့လေဟာဟာကောင်ဒီဂျီကိုရီအတူတူလုံးမလုတဲ့အခါမှာမေးကြတယ်အဲ့ဒါတော့ကျွန်တော်မနေ့ကကျွန်တော် channel မှာကိုတင်လေးရောက်လည်းပြောတဲ့စကားဝိုင်းမှာလည်းပြောပြတယ်လေကျွန်တော်ရောက်တဲ့နေရာနေရာဒီတာအခက်ခဲနောက်ဒီမှာထိုင်နေရင်တဲ့ တကောင်ကဟိုတော်ထဲကိုထွက်ရင်ထွက်သွားတာကျွန်တော်ဆိုလည်းကရင်ဒီမှာတစ်နှစ်လောက်သွားနေပြလိုက်တာနောက်ရောက်တဲ့နယ်စပ်မြို့ကလည်းသွားဖို့လာဖို့ဆိုတာဟိုဒီကျွန်တော်တို့ကားငှားလို့ရှိရင်ဘတ်150လောက်ရှိတယ်သွားပြဆိုဘတ်300 400လောက်ကုန်လာဆိုတော့ညီကိုတွေစုံဖို့အမတန်ခက်ခဲပါဒါဒါတော့ဒပိုင်းပေါ့နော်ကျွန်တော်တို့ပိုင်းပေါ့ကုတင်လေးရောက်ပြီးမေးနေကြလေးလေပြည်သူတွေကတင်းစကားပါပြီပေါ့ဟုတ်ကျွန်တော်ကဒီကျွန်တော်လုံနေကြ channel ပေါ့နော်ကျွန်တော်ပြောနေကြ channel မှာပြောရင်းရနေမှာ ကျွန်တော်ပြီးခဲ့တဲ့နှစ်ပတ်လောက်ပါဘောနော်နှစ်ပတ်လောက်မှာကျွန်တော်လုံလုံရေးရစိုးရင်ရပြဿနာတွေတခုတက်ခဲ့တယ်ကျွန်တော်ကိုစောင့်ကြည့်တာလို့ပါလို့အဲ့လိုမျိုးအဲကျွန်တော်အိမ်ဘာမှရှိလဲလို့ဘယ်လိုလဲလို့ဆိုတော့အနေထားမျိုးတွေသတင်းလိုက်တာတွေပါတယ်လဲတော့ပြီးတော့ဂျုံလဲတော့ဂျုံတဲ့ခါကျတော့ကျွန်တော်ပြောနေကြ channel မှာကျွန်တော်ဆက်ပြီးတော့မှသွားလို့ရှိရင်ကျွန်တော်နောက်ကနေနောက်ရောက်ခံလိုက်တာလို့ပါလို့နေဆိုလို့ရှိရင်ဒီ channel ကလူတွေပါ လုံမျိုးကြီးရထပ်ပြီးတော့မှတနေငင်းတစင်မှာထပ်ပြီးတော့ဆွင့်ရမယ်အခြေအနေတွေတွားကြုံကျန်တဲ့ညီကိုတွေထိခိုက်ပါစေ။ကျန်တဲ့ညီကိုတွေထိခိုက်ပါဆိုလို့အဲ့ဒါကြောင့်မလို့ကျွန်တော်ကကျွန်တော်ပြောလိုက်ရာ channel မှာပထမတော့ခဏမတွားတော့ဘဲနဲ့နေရင်းရနေမှာနောက်ပိုင်းကျတော့အဒီနောက်ထပ်သွေးရည်သွားမှတွားမယ်ဆိုလို့ရှိရင်သူတို့ဘက်ကဒီနောက်ကလိုက်တဲ့လူကဘယ်ချိန်မှဖြစ်ဖြစ်ဘယ်ချိန်လိုက်မှကိုမမသိတာဟုတ်။မသိတဲ့ခါကျတော့သွေးရည်တဲ့ချိန်မှာတွားလိုက်ရင်ရောနောက်ကလိုက်လာခဲ့ရင် ွားပြီးတော့ထိခိုက်မှာပဲဆိုရဲဟာသွားတွေးမိတယ်ပေါ့နော်တွေးမိတဲ့အခါကျတော့ဟိုဘက်ကအဲဖွဲ့သားတွေကိုငဲ့ညာတဲ့အနေနဲ့ပေါ့နော်ကျွန်တော်ကကျွန်တော်ကကျွန်တော်ကိုပိုင်လေးတစ်ခုလုံးလိုက်မယ်လုံးလိုက်ပြီးတော့မှသူတို့နဲ့မတူတဲ့အကြောင်းအရာလေးတွေပေါ့နော်ကျွန်တော်ဘက်ကနေပြီးတော့မှပြန်ပြီးတော့တင်ဆက်ပေးမယ်ဒါဆိုလို့ရှိရင်သူတို့ဘက်ကသူတို့ channel ကိုကြည့်တဲ့လူကလည်းသူတို့ပြောတယ်သူတို့ရဲ့ shoot down တစ်မျိုးကိုကြည့်လို့ရမယ်ကျွန်တော်ဘက် channel မှာကြည့်လို့ရှိရင်လည်းကျွန်တော်ရဲ့ shoot down တစ်မျိုးကိုကြည့်လို့ရမယ်ဆိုတော့ဟိုအဖက်ဖက်ကနေ တော်လိုင်းအပေါ်မှာဖက်ဖက်ကနေမြင်လို့ရအောင်လို့ပေါ့နော်အားကြောင့်ကျွန်တော်အနေနဲ့ channel တစ်ခုလေးပြန်ပြီးတော့မှဖောက်ထွက်လိုက်တာပေါ့ဟုတ်ဒါကလည်းကျွန်တော်တို့ဟိုလေးလေးနက်နက်နဲ့အရေးတကြီးပြည်သူအသိပေးရမယ်တဲ့ပါလို့ပါကျွန်တော်လည်းမေးတာဘာကြောင့်လဲဆိုတော့ဟိုကိုဒီနေ့အောင်လို့ရသုံးသက်ချက်ဒီဒင်းကြီးကိုရအားလုံးစုပေါင်းပြီးတော့မြေပြင်မှာရောက်တော့လေမြေပြင်ရဲ့အကြောင်းတွေပြောကြချက်တွေကြတော့ပြည်သူရဲ့ကြည်နေမြင်နေတွေ့နေရတော့ဟို အတူတူမရှိတဲ့အခါကျတော့စိုးရင်ကြတာပေါ့နော်စီလုံးပြက်ပြားသွားပြီလားသူကွဲတာလားဆိုတဲ့ဟာမျိုးကဒါပါเนาะကျွန်တော်တို့တော်လန်ပြည်သူတွေလည်းကျွန်တော်တို့မှာတချို့ရှင်းပြလို့မရတဲ့အခက်အခဲတွေရှိတဲ့အခါကျတော့တချို့ပြည်သူတွေအယံမေးတဲ့အခါမှသာကျွန်တော်တို့ကဩဒါပြည်သူတွေစိတ်ကြကြသွားမှာပဲဆိုပြီးတော့ဒါလေးလေးနက်နက်ဖြေရှင်းဖြစ်ပါတယ်ဂျီကိုရီယာလုံးချစ်ချစ်ဖြေအဲ့လိုမျိုးတွေအလုံးမဒီဗီဒီယိုတွေ့ခဲ့တဲ့အကြောင်းအရာလေးကတော့ဘိုးကြီးထင်းနေရနေပြီးတော့လက်ရှိချိန်မှာသူ့ရဲ့တုံ့ပြန်ရေးအရာသူ့မင်းအောင်နိုင်ငံနေပြီးတော့ထိုင်းနယ်ဇက်ထီဝင်ရောက်ပြီးတော့ 我没有，胖子根本不理你，你他的心里，我对你也坏嘞。嗯